သူမကိုဝင်နေစီလာစီမှာတောင်းအပျော်ရှာခြင်းနဲ့ခင်မွန်တဲ့ကိုမတင်မတဲ့လှုပ်ရက်နဲ့ဆုံးမခဲ့တဲ့ပိုးကြဖြူခင်ပြိသက်များအားလုံးမဲမြင်လာပါရှင့်ပြိသက်ကြီးအိမ်ထောင်တစ်ခုမှာဇနီးမောင်နှံကြားဖြစ်တတ်တဲ့ပြဿနာလေးတွေကိုဖြေရှင်းတဲ့ပုံစံတွေကတော့တယောက်နဲ့တယောက်တူကြမှာမဟုတ်ပါဘူးတချို့တွေကတော့နှစ်ယောက်တည်းကြားမှာပဲညီနိုင်ဖြေရှင်းကြသလိုတချို့တွေကတော့ပညာသားပါပါနဲ့အတီးတယောက်ယောက်ဆုံးမတတ်ကြပါတယ်အခုတခါမှာတော့တချင်းကနမဲကျော်မင်းသမီးတလက်ဖြစ်ခဲ့တဲ့ပိုးကြဖြူခင်ကသူ့ရဲ့ခင်မွန်တဲ့ကိုပီကေထွန်းကိုလူ အများရဲ့ရှေ့မှာပညာသားပပနဲ့ဇုံမလိုက်တဲ့လောရတကူကြောင့်အထူးသဖြင့်အမျိုးသမီးပြိသက်တွေကြားမှာအယံကိုချီကျူးထောက်ခံမှုတွေကိုရရှိနေပါတယ်။အားလုံးသိကြတဲ့အတိုင်းပါပဲ။မင်းသမီးဘိုးကြဖြူကင်းကသူမရဲ့ဒုတိယမြောက်အရင်သွေးလေးကိုကိုဝင်လွှဲထားရပြီးတော့မကြခင်မှာပဲမိဖွားတော့မယ့်နေစီလာစေအခြေအနေကိုရောက်ရှိနေပါပြီ။ဗိုက်သေးကကလေးကလည်းတော်တော်လေးထွားနေရကြောင်းရုန်းကန်လှုပ်ရှားနေပြီးတော့ဘဲချိန်မွေးမွေးဖြစ်သွားနိုင်တဲ့အရေးကြီးတဲ့အချိန်တစ်ခုပါ။ဒီလိုအချိန်မျိုးမှာဇနီးတဲ့တိုင်းကခင်မုန်းတဲ့ရဲ့က ကယူဆိုင်မှုအနားမှာရှိနေပေးမှုတွေကိုအလို့အဆုံဆိုတာအားလုံးလဲနားလေကြမှာပါဒါပေမဲ့ဖြစ်ချင်တော့မိဖွားဖို့နှစ်ရက်ပေးလို့တော့တဲ့သတင်းကျွတ်လာပြေနေညချင်းမှာခင်မုန်းတဲ့ကိုပီကီထွန်းကတငယ်ချင်းတွေနဲ့အတူဘားသွားမယ်ဆိုပြီးတော့အိမ်ကနေထွက်သွားခဲ့ရကနေတညာလုံးပြန်မလာခဲ့ပါဘူးဖုန်းဆက်လို့လည်းမရအဆက်အသွယ်ပါပြတ်တောက်သွားခဲ့တဲ့ခါမှာနေစင်လာစီကိုဝင်ကြီးနဲ့ကြံခဲ့တဲ့ဘိုးကြပြုခင်တယောက်အတွက်တော့စိုးရိမ်စိတ်ဒေါသစိတ်တွေနဲ့တော်တော်လေးကိုပောက်ကွင်းနေခဲ့ရပါတယ်ကိုကတော့အချိန် မရွေးမွေးနိုင်တဲ့အရေးကြီးတဲ့အချိန်မှာသူကတော့အပြင်မှာအပျော်ရှာရင်းနဲ့အိမ်ပြန်မအိပ်တာကြောင့်သူမဟာတော်တော်လေးကိုစိတ်ဒုက္ခရောက်ခဲ့ရပါတယ်။ဒီအချိန်တွေမှာပိုးချဖြူခင်ဟာဒေါသတကြီးနဲ့အော်ဟစ်ရန်တွေးမိအစားဒါမှမဟုတ်ငိုယိုပြီးတော့စိတ်တက်ကြနေမိအစားဘသူမှထင်မှတ်မထားတဲ့အထည်ရောက်ဆုံးသောနေလတစ်ခုကိုအသုံးပြုခဲ့ပါတယ်။အဲ့ဒါကတော့လူမှုကွန်ရက် Facebook ကိုအသုံးချလိုက်တာပါပဲ သူမကတော့သူမရဲ့ Facebook အကောင့်ကနေတစဉ်ကလေးမွေးဖွားကနေအချိန်မှာခင်ပွန်းတဲ့ကိုအနားမှာအရန်လိုအပ်နေကြောင်းအခုထုံးဘယ်ရောက်နေလဲမသိကြောင်းသူ့ကိုတွေးခဲ့ရင်အိမ်ပြန်လာဖို့ပြောပေးကြပါဆိုတဲ့သဘောမျိုးနဲ့ post တစ်ခုတင်ပြီးတော့အများပြည်သူကိုအသိပေးအကူအညီတောင်းလိုက်ပါတယ်ဒီလိုရက်ကသူခင်ပွန်းကိုရှာဖွေပေးဖို့အကူအညီတောင်းတာဖြစ်တယ်လို့တပတ်ကလည်းကိုဇနီးမွေးကနေအချိန်မှာတောင်တာဝန်မဲစွာအပျော်ပါနောက်လိုက်နေတဲ့ခင်ပွန်းတဲ့ရဲ့အပြုမှုကိုတနိုင်ငံလုံးသိအောင်ကြီးညာလိုက်တာနဲ့အတူတူပါပဲ နံမိုးလင်းပြီးနေလေပိုင်းလောက်မှာတော့ကိုပီကီထွန်းတယောက်အိမ်ပြန်ရောက်လာတယ်လို့သိရပါတယ်။ဘလို့အကြောင်းပြချက်ပဲပေးပြီးပိုးကြဖြူခင်တင်လိုက်တဲ့ post ကြောင့်သူ့ရဲ့လောရက်ကိုလူတွေကတော့သိရှိသွားခဲ့ပြီးတော့ကိုဝင်ဆောင်ဇနီးတဲ့ပုံမှာဒီလိုမလုပ်သင့်ဘူးဆိုပြီးတော့ဝိုင်းဝန်းပြောဆိုဝေဖန်နေကြပါတယ်။ဒီဖြစ်ပျက်ကြောင့်ကိုပီကီထွန်းတယောက်တိုင်းဒီပြည်သည်အဆက်ရသွားခဲ့ရတာကြောင့်နောက်တစ်ခါဒီလိုအပြစ်မှုမျိုးကိုလုံရဲတော့မှာမဟုတ်ဘူးလို့လူတွေကတော့သုံးသပ်နေပါတယ်။ဒီလောရက်ကြောင့်ပဲအင်တောင်ရှင်အမျိုးသမီးအများစုကပိုးကြဖြူခင်ကိုထောက်ခံချီးကျူးနေကြတာပါ။ခင်မုန်းတဲ့ကို နှစ်ယောက်ကြားမှာပြောဆိုညီနိုင်လို့အဆင်မပြေတော့တဲ့အခါအခုလိုအများမြင်မှာတည်တောင်ပို့စ်တင်ပြီးတော့ထိန်းချောင်းဆုံးမလိုက်တဲ့နီလန်ကအရန်ကိုပညာသားပါပါတယ်။ထီလဲထီရောက်တယ်ဆိုပြီးတော့အမှတ်ချက်ပေးနေကြတာပါ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ။ပိုးချံဖြူခင်ရဲ့ခင်မုန်းတဲ့ကိုဆုံးမတဲ့နီလန်ပေါ်မှာဘယ်လိုမြင်ပါသလဲ။ဒီလိုနီလန်ကအင်တော်ကြီးမှာတင့်တော်တဲ့နီလန်တစ်ခုလို့ထင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုအမှတ်ချက်ပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။